်မင်္ဂလာပါရှင်ဆရာဆောင်းလူလင်ရေးသားထားတဲ့မြေလက်တက်ပေမဲ့ရေစီးကကျန်းနေဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်မြေလက်တက်ပေမဲ့ရေစီးကကျန်းနေ ယခုတွားရောက်နေသော ခီးစဉ်သည်ကျွန်တော်အတွက်မွေးရမည်သို့နောက်ဆုံးတွားရောက်သော ခီးစဉ်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်အနာဂတ်တွင်မွေးရမည်၌ကျွန်တော်ခင်တွေ့သူများရှိတော်မည်မဟုတ်တလို့ကျွန်တော်ငယ်စဉ်ကနေထိုင်ခဲ့သည့်အိမ်ဒီလေရှိတော်မည်မဟုတ်ပေအပေကြောင့်ဆိုသော ယခုမွေးရမည်သို့ပြန်နေခြင်းမှာငယ်စဉ်ကကျွန်တော်တို့မိသားစုနေခဲ့သောအိမ်ကို အပီးပိုင်ရောင်ချရန်တွားရောက်နေခြင်းဖြစ်သောကြောင့်ဖြစ်ပါ၏ငယ်စဉ်ဘဝသည်ကြည်နူးချမ်းမြေ့ပွဲမဟုတ်တော့လဲဇာတိရရွာဖြစ်သည်မို့ကျွန်တော်တန်ရောစဉ်တွေ့ရပါသည်ကာကိုမောင်းလာရင်မှကျွန်တော်အတွေ့တဲတွင်ငယ်ဘဝအရေးများထင်ဟပ်လာတော့သည်ကျွန်တော်တို့အင်္ဂလီက ကျွန်တော်ဇာတိမျိုးကလေး၏အချက်ချကြသောနေရာတွင် ရှိပါသည်သို့သောအင်္ဂလီကတော့ဦးဟောင်းလှပါပြီ။ ကျွန်တော်အမေရဲ့အဖိုးဘွားများလက်ထက်ကလေးကပိုင်ဆိုင်ခဲ့သောအိမ်ဖြစ်ပြီးအမေတို့မောင်နှမကအမွေရခဲ့သည်စီပွားရေးမပြေလည်၍အမေတို့လက်ထက်တွင်ပြုပြင်မွမ်းမံနိုင်ခြင်းမရှိလို့အိမ်ကလေးမှာ ကျွန်တော်ငယ်စဉ်ကတည်းကပင်ဟောင်းအိုနေပါပြီအမေသည်ဤအိမ်ကလေးတွင်ကြာရှည်နေထိုင်ခွင့်မကြုံခဲ့ရပါ ကျွန်တော်အသက်၈နှစ်ကျွန်တော်အငယ်ဆုံးညီမလေးအသက်၃နှစ်အရွယ်တွင် အမေကွယ်လွန်သွားခဲ့ပါသည် ကျွန်တော်တို့မောင်နှမသုံးယောက်သည်အဖေအမေရဲ့မောင်ကျွန်တော်ဦးလေးတို့နဲ့ထိုအိမ်လေးတွင် နေထိုင်ကြည်ပင်ခဲ့ရပါသည်ကျွန်တော်တို့မောင်နှမသုံးယောက်တွင်ကျွန်တော်ကအကြီးဆုံးဖြစ်ပြီးကျွန်တော်အောက်မှာအေးအေးနဲ့ထွေထွေဆိုသည့်ညီမလေးနှစ်ယောက်ရှိပါသည်ကျွန်တော်အဖေမှာလက်သမားဆရာဖြစ်သည်သို့သောအမေကွယ်လွန်ပြီးနောက်ပိုင်းစိတ်လီလွင်ကအဖေသည် အလုပ်ကိုကောင်းကောင်းမလုပ်အရက်သာဖိတောက်နေခဲ့ရာ အယတမစစ်စစ်ကြီးဖြစ်နေပါပြီကျွန်တော်ဦးလေးသာမရှိခဲ့လင်ကျွန်တော်တို့မောင်နှမ၃ယောက်ဘဝမှာတွေ့ဝင်စရာမရှိပါဦးလေးကျေးဇူးကြောင့်သာကျွန်တော်တို့ပညာသင်နိုင်ထမင်းနတ်မန်အောင်စားနိုင်ခဲ့ခြင်းဖြစ်ပါသည်ကျွန်တော်တို့ကလေးသိန်းဟုခေါ်သော အမေရဲ့မောင်ကျွန်တော်ဦးလေးကိုတင်သိန်းရှာကြွေ၍သာကျွန်တော်တို့နတ်မန်ခဲ့ရသည်မိဘကိုစော်ကားလိုခြင်းမဟုတ်တော့လဲကျွန်တော်ဖခင်သည် လေသိန်းလောက်ကျွန်တော်တို့အပေါ်မှာတာဝန်မကြည့်ခဲ့ပါလေသိန်းသည်လည်းပညာတတ်တယောက်မဟုတ်ပါ၍ဝင်ငွေများများမရှာနိုင်ရှာပါတူတူမာများကိုချစ်စိတ်ဖြင့်သာလေသိန်းခမားလဲအပင်မန်းခံစူးစားရုံးကန့်ရရှာခြင်းဖြစ်ပါသည်လေသိန်းသည်အရက်ထဲကအိမ်တွင်မှအဝေလျှော်ခြင်းထင်ခွဲရေခတ်ပေးခြင်းတန်ရှင်ရေလုတ်ပေးခြင်း အစာအတောက်ကုညီချက်ပြုတ်ပေးခြင်းစသည့်အလုံများကို ပင်မန်းစွာလောက်ကိုင်းကပစံကို အောက်ကျနောက်ကျရှာခဲ့ရပါသည်မြို့မှာအလူမင်္ဂလာပွဲများရှိလင်းလေလေသိန်းကတွားရောက်လောက်ကိုင်းပြီးတဲ့အခါပစံရအောင်ရှာတတ်သည် သူများပေးခြင်းကမ်းခြင်းအောင်လေယူယူကြိုးကြိုးလောက်ကိုင်းပြီးရှာပါသည်လေသိန်းသည် ထိုကဲ့သို့အိမ်ပါကြီးရအလုတ်ကလေးများကိုသာလုတ်ကင်ရင် ဝင်ငွေရအောင်ရှာတတ်ပါသည် ကျွန်တော်တို့လူ လက်သမားစေတုတ်သမား ပယံသမားအလုံးမျိုးမလုံနိုင်ရှာပါလေသိန်းကိုဘသူကမှလဲထို့အလုံးမျိုးမလုတ်ခိုင်းပါ အပေကြောင့်ဆိုသောလေသိန်းသည်မိမစိတ်ပေါနေသောမိမရှာတယောက်ဖြစ်နေသောကြောင့်မင်းကိုတင်သိန်းခေါ်လေသိန်းကိုတရလုံးကအသိန်းလိုပဲခေါ်ကြသည် အသိန်းဟုဆိုလိုက်လေလေသိန်းကို ဆိုလိုမှန်တမျိုးလုံးကပင်တည်ကြပါသည်လေသိန်းကို အလုံးခေါ်ခိုင်မှုလူလူလာလာရှိကြသည့်အချက်သေးတွင် လေးသိန်းရောင်တက်တာကြောင်းလေပါသည် သူခါကိုတူလီ ရောင်တက်သည့်လေးသိန်းအကျင့်ကလူတွေကို ဟာတာဖြစ်စေသည် ရီမောရစေသည် စိတ်ပျော်ရွှင်စေပါသည် လေးသိန်းသည်ခါကိုအတူခံရလီရောင်ပြီးပါဇက်ကပေါက်တက်ကရအယုဒ္ဓအနတ္တများထွက်လာတတ်ပါသည်ခါကိုတူပြီးရှေးကကပြလီသူလဲလိုက်ကတတ်ပြီး သူ့ကိုစာနောက်သူက အကရက်လိုက်တော့လေသူကတော့တခြင်းတစ်ပုတ်ဆုံးသည့်အထိကာနေတတ်၏ဟဲ့ဟဲ့အနုဆုဂုဆုပလုတ်တော့တယောက်ယောက်ကခါတူးလိုက်၍လေသိန်းရုတ်တရက်ရောင်းလိုက်တိုင်းအနားမှာရှိတဲ့လူများရီမောကြရသည်တခါတည်းရန်တော့လေသူ့ခါကိုရုတ်တရက်တူးလိုက်လင်ရောက်ကြပါသားအမုံထဲမှာကြော်ဟိနေငါနဲ့ညာအစီငေါ်မတည့်သောစကားများလေသိန်းနှုတ်ကထွက်ပေါ်လာတဲ့ပြန်သည် တခါကရှင်ပြူအလူပွဲတစ်ခုတွင် လေသိန်းငရုတ်တီထောင်းနေတော့ကိုတမောင်ဆိုသူ လူပြိုကြီးကခါကိုတိုးလိုက်ရငရုတ်သေးတွေမျက်နာစင် တင်မောင်ငါရဲ့လင်းလေသိန်းနှုတ်ကရုတ်တရက်ရောင်းလိုက်သောစကားကြောင့်ဘေကလူတွေတအုံအုံရီမောကြတော့သည်ပေါ်ကုန်ပြီပေါ်ကုန်ပြီတင်မောင်ဘယ်တော့မှနင့်လင်ဖြစ်လိုက်တာလဲအသိလူပြိုကြီးတင်မောင်နဲ့အသိနဲ့ခြေပုံးခုန်နေကြတာဟေးပေါ်ပြီပေါ်ပြီဟာဟာဟာ မဟုတ်ပါဘူးတော့သူခါတူလို့ကျုပ်ဘာသာရောင်းအော်လိုက်တာပါကျုံနဲ့တင်မောင်ဘာမှမဖြစ်ပါဘူးစောက်ချုံမနင့်ကြောင်ငါ့ကိုလူတွေတမျိုးထင်းကုန်ပြီကိုတင်မောင်ကရှက်သွားကလေသိန်းကိုအပြစ်ပြောလိုက်သည်ဟဲ့မသားနင်ပါလို့ငါခါလာတို့သေးလေငါရောင်တတ်မှန်းသိရတာနဲ့ကဲပါကွာခုမှညင်မနေကြပါနဲ့တင်မောင်နဲ့အသိန်းကိုအတိမတ်ပြုတ်လိုက်ကြဟိသူတို့ဇုံတွဲကိုလူကြီးဇုံရနဲ့ပေးစားကြရအောင် ဟာဗျာခမရတို့ကလေအလူကိုကူလှုပ်ဖို့လာတဲ့လူပြူကြီးကိုတင်မောင် ရှက်ရှက်နဲ့ထွက်ပြေးပါတော့သည်အခြားသူများအတွက်ရီမိုးစရာဖြစ်တော့လေကျွန်တော်ဒီကျွန်တော်ဦးလေးအတွက်ရှက်နေခဲ့ရပါသည်မင်းမရှာဖြစ်နေလို့ရှက်ရတယ်ကြားတယ်ရောင်တက်တော့ဦးလေးနှုံမပုတ်ကရစကားများကြောင့်ပူပြီးရှက်ခဲ့ရပါသည်ကျွန်တော်အတွက်ရှက်စရာဟုခံစားရတော့လေ ရောင်တက်ချင်းသည်လေသိအတွက်အခွင့်လန်းတစ်ခုဖြစ်နေခဲ့ပါသည်ခိုင်းစရာရှိရင်အသိန်းကိုခေါ်ခိုင်းဟဲ့သူကအလုပ်လဲစစ်စစ်ဆဆလုပ်တယ်ရီလဲရီရတယ်ဟုတ်ပါပြီးရင်သူခါလီတိုးလိုက်ရုံမဲသူရောင်ရင်သိရီရတာခါတိုးပြီးသချင်းလေးတစ်ပိုက်သာ လက်ကုပ်တီးဆိုပေးလိုက်ကလို့မဆုံးတော့ဘူးအဲ့ဒါကြောင့်ကျုပ်တို့အိမ်တော့အိမ်မှာလို့ဆရာရှိရင် အသိန်းကိုခေါ်လိုက်တာပဲအသိန်းကိုအလုပ်ခိုင်းရတာအလုပ်တွေလဲစိတ်ချရတယ်ရီလဲရီရတယ်ဟိ့ ရောင်တက်သည့်အချက်တစ်ချက်နှင့်ပင်လေသိမ့်မှာအလုံများမအားအောင်လုပ်ရပါသည်မြို့မှာအလူမင်္ဂလာပွဲများရှိလျင်အလူရှင်များကလေသိမ့်ကိုမရမကလာခေါ်ကြသည်လေသိမ့်သည်သူတို့အတွက်အလုတ်ကိုတည်တည်တတ်တတ်လုပ်ပေးနိုင်သူဖြစ်တယ်လို့ဟာတာဖြင့်ဖြောပြပြီးသောလူရှင်တော်တဦးလည်းဖြစ်နေပါသည်အလူပွဲများတွင်လေသိန်းကိုတယောက်ပြီးတယောက်ခါတူကရီမောကြသည်ကာခိုင်ကြသည် အများအတွေ့ရည်စရာဖြစ်တော့လဲကျွန်တော်ကတော့ဥလီဖြစ်သူကို ကြည်ကတနာမိပါသည်ကာခုံပြီးမောပန်းနေသည့်လေသိန်းကို ကြည်ကစိတ်မကောင်းဖြစ်မိပါသည် လေသိန်းအတိလိုအလုတ်တွေမပြတ်လောက်ရလို့လေကျွန်တော်တို့မောင်နှမ၃ယောက်ထမင်းနတ်မန်စားနိုင်ပြီးကြောင်းနေနိုင်ခြင်းဖြစ်ပါသည်တခါကကျွန်တော်ကြောင်းသွားရလမ်းရှိအိမ်တိုင်တွင် လေသိန်းအဝတ်တွေလျှော်နေသည် ထိုအိမ်မှာကလေး၃ယောက်ကလေသိန်းခါကိုတူကရီမောနေကြသည်ခါအတူခံရသောလေသိန်းသည်ပါဇက်ကအယုဒ္ဓအနတ္တတွေလဲပြောကလေးတွေလက်ခုပ်တီးတခြင်းဆူပေးတဲ့အတိုင်းလဲကပြရင်အမောဆုနေပါသည်နေပါဦးဟေနေကြပါဦးကလေးတွေရဲ့ငါအဝိျော်ပြီးရင်နင်တို့ကိုတဝါကြီးကပြပါမယ်အဝိဖြောင်ဖြောင်ျော်ပြရစေမောလွန်းလို့ပါဟဲ့ မောဟိုက်တန်ကြီးဖြင့်တောင်းမှန်နေသောလေသိန်းကိုကြီးကကျွန်တော်မျက်ရည်ဆူလာပြီး ထိုအိမ်အနီးမှပြေးထွက်ခဲ့မိပါတော့သည် လေသိန်းအတွက်အနောက်ရှက်တစ်ခုမှာကျွန်တော်အဖေကိုများဆောင်ဖြစ်ပါသည်အိမ်အတွက်စားဝတ်နေရေးကို လေသိန်းတာဝန်ယူထားလို့အိမ်ကိုငွေပေးရမလို့သူရတဲ့လောက်ခါကို သူ့ဘာသာအရက်တော့ဖြစ်သည်ဒီကြတဲ့လှုပ်သိမ့်မကောင်းချိန်များတွင် ဝင်ငွေမရှိတော့အရက်ဖိုးလို့သည် လေသိမ့်ဝှက်ထားသောပတ်စံများကို အရက်တောက်ဖို့လေသိမ့်မတိအောင်ယူသည်။ဟဲ့ငါခေါင်းစုပ်ထဲမှာထည့်ထားတဲ့ပတ်စံတွေဘယ်ရောက်ကုန်တော့။တည်ခြင်းစိုးများဆောင်နေမဲမဟုတ်လား။နေအရက်တောက်ဖို့ယူတာမဟုတ်လား။အချုံမကိုယ့်ဟာကိုယ်ဘယ်ထားမှမသိပဲနဲ့ငါလာဆွဆွဲမနေနဲ့။ဟဲ့ဒီအိမ်မှာငါပတ်စံကိုခိုးမဲ့လူနေတယောက်ပဲရှိတယ်။နေမခိုးလို့ဘသူခိုးမှလဲအရက်သမားရဲ့။တကယ်တဲ့တော့ သူ့ရန်ကြောက်လို့လုံခြုံမလားထင်ပြီးခေါင်းအုံနဲ့ထည့်ထားမိပါတယ်။ဘယ်ချိန်ကချောင်းကြည့်ပြီးမှတ်ထားတယ်မသိဘူး။ပေပြန်ပေးမသိဘူး။ကုန်ပြီ။ငါအရက်တော့ပြစ်လိုက်ပြီ။တေဂျင်စုကာလနာအလက်မလေးကကျောင်းဝစ်စုံဟောင်းပြီဆိုလို့ဝစ်စုံအစ်စ်လေးဝယ်ပေးဖို့ငါဆုထားတာ။အကြီးကောင်ကလည်းသူ့အတန်းထဲမှာရေအိုးဖို့နဲ့တပြက်စီဖို့တွင်းရအောင်မားတဲ့။ခုတော့ကုန်ပါပြီဟဲ့။နာကြီးတယ်ဂန်နူးမယာပြန်ရှာဖို့မတား ပြောတော့လွယ်တယ်။နင်သားသမီးတွေအတက်ငါစုထားတာဟဲ့။နင်ကမွေးအောင်လှုပ်ယုံလှုပ်ပြီးဘာတော်ဝင်ယူထားလဲ။ငါကတော့ငါအမကမွေးထားတဲ့ကလေးတွေမို့တန်ရုံးစင်ကြီးလိုက်ရတာ။ငါပတ်စံနဲ့တောက်တဲ့ဆောက်ရည်အပင်ဖြစ်ပါစေတော့။ဟာဒီအချောက်။အဖေကပြေးလာပြီးလေသိန်းပါးကိုလက်ပြန်ရိုက်ချလိုက်ရ။လေသိန်းမြေကြီးပေါ်ပြစ်လဲကျသွားသည်။အဖေအဖေမလုပ်ပါနဲ့အဖေရဲ့။ ညီမလေးနှစ်ယောက်ကငိုယူတားမြစ်သည်လေသိမ့်လဲအဖေကိုပြန်မလို့ရဲရှာတကယ်တော့ဒါမျိုးအဖြစ်ဟာ ကျွန်တော်တို့အိမ်အတွက်ယူနေပါပြီ နောက်ပိုင်းတွင်လေသိမ့်က သူ့ပဆန်အားလုံးကို သူ့ပဆူခါကြတဲ့တွင်သာ ကြစ်ကြစ်ပါအောင်လိန်ထားတော်သည်ဒါတောင်လေသိမ့်အိမ်နေတော့အဖေကပဆူကိုဖြီကရအောင်ယူတတ်သည်တကယ်တော့လေသိန်းဝါသနာပါတော့ဖြစ်ချင်သောဘဝမှာနဂရောဖြစ်ပါသည် မိမရှာဖြစ်နေသောလေသိန်းသည်နဂရောအလွန်ဖြစ်ခြင်းသည်မြို့ကနဂရောမိမရှာကြီးတွေကိုအမေမာမီခေါ်ကချင်ကတ်သည်နတ်ပွဲရှိတိုင်းနတ်ပွဲမှ အချိန်ဖြုန်းကကုညင်ညာလောက်ကင်ပေးသည်နဂရောမိမရှာကြီးများချစ်အောင်နေသည်သူကိုနဂရောတယောက်ဖြစ်အောင်မြေတောင်မြှောက်ပေးဖို့တောင်းဆိုရှာသည်အသိညီငယ်ပါသေးတယ်ဤကြိုးစားရင် တနေ့ဖြစ်လာမှာပေါ့ဤညီပညာနှုတ်သေးတယ် နတ်ကတော်ဆိုတာကြီးတော်သားလွယ်တယ်ထင်ရတာနတ်လုပ်ငန်းစဉ်တွေက အများသားညီအများကြီးလေးလာဖို့လူသေးတယ်ငါသမီးငါတို့မိမရှာတွေကိုနတ်ချစ်ပါတယ်အေးတနေ့တော့ဖြစ်စီရမှာပေါ့ကနာစီနတ်ကတော်ကြီးကလေသိန်းကိုနှစ်သိန်းခဲသည်အသိန်းလဲနတ်ကတော်မဖြစ်ဖြစ်အောင်ကြိုးစားမှာပါမမီးတင်သိန်းတယောက်မိမရှာဖြစ်နေတာပဲဝမ်းသာရအောင်မယ်ဟိတင်သိန်းသာယောက်ျားစိတ်ဆိုရင်အချိန်တန်အိမ်အောင်ပြုတ်ตาကျွေးမှုမရကျွေးမှုနဲ့ ဒီကလေးတွေဘွားမတွေးဝင်စရာပဲဟုတ်ပါကိုမြဆောင်ကနင်းနေညာညာအရက်တောက်နေတာနဲ့ကလေးတွေဒုက္ခရောက်မှာအသိန်းကသူ့အမမွေးထားခဲ့တဲ့တူတူမတွေကိုချစ်ရှာပါတယ်ကလေးတွေတာဝန်သူ့ပဲယူထားတာအမကြီးပြောတာဟုတ်တယ်မှန်တယ်အသိန်းမင်းမရှာဖြစ်နေတာကလေးတွေကံကောင်းမှုပဲအိမ်ကြီးချင်းများဤမချက်စကားဖြစ်ပါသည်တနေ့ဆရာများအစီဝေရှိ၍ကြောင်းမဆောစင်ပေးလိုက်သည် ျွန်တော်6တန်းနှစ်ကဖြစ်ပါသည်ကျွန်တော်အိမ်ပြန်လာရာအိမ်ထဲမှအဖေနဲ့လေသိန်းတို့ အော်ဂျီဟစ်ကျဲစကားအချီချပြောနေတဲ့ကို ကြားလိုက်ရပါသည်မလုပ်ပါနဲ့ဟဲ့မလုပ်ပါနဲ့ငါတောင်းမှန်ပါတယ်များဆောင်ရေလုပ်ပါဟာငါမနေနိုင်လုံးလို့ပါဟင်အင်းဟင်အင်းမရဘူးမရဘူးအချောင်းမငါကောင်းကောင်းပြောနေတာနော်အဖေနဲ့လေးသိန်းဘာဖြစ်နေကြပါလဲဟုတီချင်းစိတ်ဖြင့် အိမ်အနီးကိုခတ်တိုးတိုးချင်ကပ်ခါထရံပေါက်မှချောင်းကြီးလိုက်ပါသည် မြင်လိုက်ရသောမြင်ကွင်းကြောင့်ကျွန်တော်မှင်သက်သွားမိသည်အဖေနှင့်လေသိန်းတို့အဖြစ်ကိုကြည့်ရင်ကျွန်တော်ဝမ်းနည်းလာသည်ခဏနေတော့အဖေသည် အောင်နိုင်သူစစ်သူကြီးပမာအိမ်ထဲကထွက်သွားသည်လေသိန်းကအပြင်ထွက်သွားသောအဖေကိုလှမ်းအော်ပြောလိုက်သည်ဒါပဲနော်ဒီအကြောင်းတွေဘယ်သူမှမသိစေနဲ့နော်ဟဲ့များဆောင် ငါပြောတာကြားရက်လားဘသူမှပြန်မပြောနဲ့နော်ကျွန်တော်ဒီအိမ်ထဲကိုတော်တော်နဲ့မဝင်မိပဲတကားကြားတွင်ငိုနေမိပါသည်အတွေ့များကထိုနေရာအရောက်တွင် ကျွန်တော်ကားဆက်မောင်းလို့မရတော့ပါလမ်းဘေးတပင်တပင်အောက်တွင်ကားကိုထိုးရက်လိုက်ရပါသည်ကျွန်တော်တသက်တာလုံးကြောင်စောဆင်းခဲ့သောနေ့ကမြင်ခဲ့ရသည့်အဖေနှင့်လေသိန်းတို့အဖြစ်ကို ပြန်တွေ့မိတိုင်းရင်နာနေမိသည် ြည်ကွေးနေမိသည်ထိုအဖြစ်ထိုမြင်ကွင်းသည်ကျွန်ုပ်ရင်ထဲတွင်စူတချောင်းလိုစူးဝင်နေခဲ့သည် တွေ့မိတိုင်းလေသိန်းကိုတနာနေခဲ့ရပါသည် ကျွန်တော်သည်စိတ်တည်ငြိမ်သွားသည့်အထိတစ်ပင်အောင်မှနားနေပြီးမှကားကိုစမောင်းထွက်ခဲ့ပါသည်တာသမီများအပေါ်တာဝန်မကြည်သောလေသိန်းကိုဒုက္ခပေးမြဲဖြစ်သောကျွန်တော်အဖေသည်ကျွန်တော်ကိုရန်နှစ်တွင်ကွယ်လွန်သွားခဲ့ပါသည်ကျွန်တော်က ចောင်းဆက်မနေတော့ပဲအလုံးလုံးကြီးဟူပြောတော့အခါဘာဘာလို့ចောင်းထွက်ရမှာလဲငါတို့ရဲ့လေသိန်းကိုတနာလို့ပါလေသိန်းတယောက်တည်းရှာကျွေးနေရတာမကြည့်ရလို့ပါလေသိန်းရင်ဖြစ်ရလေသားရဲ့နင့်အဖေရှိတုန်းကရောသူ့လို့စားဘယ်နှပြအင်ကိုပေးဘူးလို့လေသားရဲ့လေသိန်းကပဲတလျှောက်လုံးရှာကျွေးလာတာလေဟုတ်ပါတယ်အဲ့ဒါကြောင့်လေသိန်းကိုဆက်ဒုက္ခမပေးချင်တော့လို့ပါတော်စံ ငါမကမွေးခဲ့တဲ့နင်တို့မောင်နှမ၃ယောက်အတွက်ငါတဘွားလုံးကိုမြုံနံထားတာလေသိန်းကိုတနိုင်လေသိန်းကိုချိကျောင်းထွက်မယ်စကားမပြောပါနဲ့ငါသာလေသိန်းကတားတို့မောင်နှမ၃ယောက်ကိုဘွဲရတဲ့အထိကြောင်းထားပြီးနိုင်ပါတယ်လေသိန်းရဲ့မဖြစ်နိုင်မူထင်လို့လားမောင်ထင်အောင်အခုလေသိန်းနှက်ပွဲတွေမှာဝင်ကားခွင့်ရနေပါပြီနှက်ကြော်ဖြင့်ပတ်စံတွေအများကြီးရတော့မှာပါကွမမိုက်ပါနဲ့သားရဲ့ကျောင်းမထွက်ရဘူးနော် စေတန်းအောင်ကြိုးစားပါကွယ်လေးသိန်းတယောက်လုံးရှိပါသေးတယ်လေးသိန်းတောင်းမှန်လွန်၍ကျွန်တော်ကြောင်းမထွက်ဖြစ်ခဲ့ပါ စေတန်းကိုလည်းနှစ်ချင်းပေါက်အောင်မြင်ခဲ့ပါသည်သို့တော့ကျွန်တော်လေးသိန်းကိုဆက်ဒုက္ခမပေးချင်တော့လေးသိန်းမှာညီမလေးနှစ်ယောက်အတွက်တာဝန်ရှိသေးသည်ကျွန်တော်ဒီဘဝအတွေ့အကောင်ဆုံးနီလန်းကို တွေ့တော့ကစစ်တပ်သူဘူလောင်းတင်နန်းကိုရှောက်ထားခဲ့ပါသည် ကျွန်တော်ကြိုးစားမှုကြောင့်စစ်တပ်ကတို့တက်ခွင့်ရခဲ့သည်ထိုအချိန်မှစ၍ဇာတိမျိုးနေကျွန်တော်အင်္ဂလိပ်ကိုစွန့်ခွာထွက်ခဲ့သည်မှာယနေ့အချိန်ထိပါပင်ကျွန်တော်စစ်တပ်ကတို့တက်နေသည့်အချိန်တွင်လေသိန်းနဂရော်ကြီးလုံးလုံးဖြစ်နေခဲ့ပြီ လေသိန်းကြိုးစားမှုကြောင့်နတ်လောကမှာဝင်ဆက်နေပြီသူရောက်ချင်တဲ့ပန်းနိုင်ကို ရောက်အောင်အရသွားနိုင်ခဲ့သည့်လေသိန်းအတွက်ကျွန်တော်ဂုဏ်ယူပါသည် လေးနှစ်တက်ရောက်အပြီးဘိုးတင်နှန်းစင်ပွဲကို ကျွန်တော်ကလေးသိန်းအားလာရောက်စေခြင်းသည်သို့တော့လေးသိန်းတင်နှန်းစင်ပွဲကိုရောက်မလာခဲ့ပါမျိုးကဆွေမျိုးနီးစပ်တော်တော်လင်မယားကိုသာကျွန်တော်အုံထင်းသူအဖြစ်လှုပ်ပေးလိုက်သည် သူတို့နှင့်စာတဆောင်ရေးပေးလိုက်သည်တာရီတာစစ်ဘူကြီးဖြစ်သွားတာလေးသိန်းပြိုလိုက်တာကွယ်တင်နှန်းစင်ပွဲကိုတော့လေးသိန်းမလာတော့ဘူးသားလေးသိန်းကမင်းမရှာကြီးလေး တင်းနန်းစင်ပွဲမှာလေသိန်းအတွက်တာမျက်နှာငယ်ရမှာစိုးလို့ပါကိုအီးမြင့်နဲ့မတ်တင်ပိုင်းလင်မယားကိုလွှတ်လိုက်တယ်တို့အမျိုးထဲမှာလည်းလူလူတူတူဆိုလို့သူတို့လင်မယားပဲရှိတာလေတောင်စစ်ဖို့ဝစ်စုံနဲ့ဓက်ပုံလှလာလေးသာရိုက်ပေးလိုက်ပါအီးအီးလည်းစေတန်းအောင်ပြီထွေထွေရာရှစ်တန်းသူလည်းစာတော်တော့အောင်ပါပဲတူရီတူမရီထုံပေါက်တာမြင်ရတာလေသိန်းဝမ်းသာလာပါပြီအိမ်လည်းအစ်စ်ပြန်ဆောက်တော့မယ်တာကြီး ဘူတင်နန်းစင်ပွဲကိုရောက်မလာခဲ့သောလီသိန်းသည်ကျွန်တော်မင်္ဂလာဆောင်ကိုလည်းမလာခဲ့ပါ။နှစ်ပွဲတွင်လက်ခံထားတာများနေလို့မအားလို့မလာနိုင်ဘူးဆိုကလက်ဖွဲ့ငွေပဲပို့ပေးခဲ့သည်။ကျွန်တော်တည်ပါသည်။စစ်ဘိုလ်ဖြစ်နေသောတူတော်မောင်မျက်နှာငယ်မှာဆိုလို့သူရဲ့မိမရှာအသွင်တရံကြီးနဲ့မင်္ဂလာပွဲကိုမတက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။မျိုးမထွက်ခွာလာပြီးနှစ်ပေါင်း20အတွင်း ျွန်တော်လေမြို့ကိုတုံးောက်ပဲပြန်ရောက်ခဲ့ပါ၏လေသိန်းဤကြိုပမ်းမှုကြောင့်ကျွန်တော်တို့အိမ်လေးမှာနှစ်ထပ်နန်းကပ်တိုက်ခတ်အိမ်လေးဖြစ်နေခဲ့ပြီအိမ်အောက်ထပ်ဤလေးပုံသုံးပုံမှာလေသိန်းဤနှခမ်းဖြစ်နေပါသည်လေသိန်းဒီလေကနာစီအဖြစ်ဖြင့်ဝါရင့်နဂရော်ကြီးဖြစ်နေကတပေတပန်းများကူးကွယ်စီကတ်သူများဖြင့်ခံထိန်နေပါပြီမမီဟုလေးစားစွာအခေါ်ခံရသောဘဝကိုရောက်နေလေပြီ။ အရှိန်အဝါကြောင့်လေသိန်းကိုခါတို့ပြီးစားနောင်မြည်သူများလည်းမရှိတော့ပါမိမရှာတယောက်ဖြစ်တော့လေကိုရီရွယ်ရာပန်းတိုင်းကိုရောက်အောင်သွားပြီးကြည်ပွားအောင်လုံနိုင်သည့်လေသိန်းကိုကျွန်တော်လေးစားမိပါသည်ညီမလေးနှစ်ယောက်လည်းဘွေရပညာဆုံးကအိမ်အောင်အတီးတီးကြာသွားကြပါပြီမနစ်ကအသက်64နှစ်အရွယ်မှာ လေသိန်းကွယ်လွန်သွားခဲ့ပါသည်ညီမအကြီးအေးအေးက သူ့ယောက်ျားစာတီအထက်အညာမှာအပီးတိုင်အခြေချတော်မီညီမအငယ်ထွေထွေက လင်မယားနှစ်ယောက်လုံးဝန်တန်းမှုမျိုးတစ်မှာမြေခွက်ရသည်ရာသည့်မြေခွက်ပေါ်မှာအိမ်ဆောက်ခြင်းသည်လက်ရှိအိမ်လေးကိုရောင်းချပြီး အမွေခွဲခြင်းပါတယ်လို့ကျွန်တော်ကို ဖုန်ဆက်ပြောကြသည်ညီမလေးတို့သဘောပဲလေကိုကိုအတွက်တော့မလိုပါဘူးကိုကိုမယူပါဘူးညီမလေးတို့နှစ်ယောက်ပဲခွဲယူပါအိမ်ကိုရောင်းဖို့စီစဉ်လိုက် လက်မှတ်ထိုးပေးဖို့အတွက်ကိုကိုခွင့်ယူပြီးလာခဲ့မယ်။အိမ်ရောင်ချရန်ပြောဆိုစီစဉ်ပြီးဖြစ်ပါ၍သဘောတူစာချုပ်တွင်လက်မှတ်ထိုးပေးရန်ကျွန်တော်ဇာတိမျိုးကိုပြန်လာခဲ့ခြင်းဖြစ်ပါသည်။ရောက်သည့်ညနေမှာပင်အိမ်ရောင်ဝယ်ကိစ္စပြီးစီးသွားပါသည်။ပစ္စည်းများကိုကြိုတင်သိမ်းဆည်းထားပြီးဖြစ်ပါသည်။ကျွန်တော်တို့သည်ဒီအိမ်မှထာဝရဖယ်ခွာပေးရတော်မူမြမငယ်ထွေထွေကဓာတ်ပုံတပုံကိုကျွန်တော်လက်ထဲထည့်ရင်ပြောသည် အိမ်ရှင်တို့ဂျောင်းထဲကထွက်လာတာကိုကိုလေသိန်းငငယ်ကအလှမကနေတဲ့ပုံကိုကိုအမတ်တရားတင်းချင်ယူသွားလေကျွန်တော်ဓာတ်ပုံကိုယူကြည့်လိုက်သည်တယောက်ယောက်ကခါတုလိုက်ပုံရပါသည်လေသိန်းသည် လူတွေကြားထဲတွင် ကွေးနေအောင်ကနေသည်ဘေးကလူများကလေသိန်းကိုရီမော်လျက်ကြည့်နေကြသည်ကျွန်တော်ရင်ထဲကစူးသည်လှုပ်လာပြန်၏၆တန်းနှစ်ကမြင်ခဲ့ရသော အဖေနှင့်လေသိန်းတို့အပေးယူလုပ်နေသည့်မြင်ကွင်းကို မြင်ရောက်လာသည်ကိုကိုအသက်ကြီးလာတော့လေသိန်းရောင်တတ်တာပျောက်သွားတယ်တိလားလေသိန်းမကျမ်းမာတော့လေသိန်းစိတ်ကြည်လင်းအောင်ဆိုပြီးညီမလေးကခါတူပြီးစဘူးသေးတယ်လေသိန်းလုံးဝမရောက်တော့ဘူးနေစမ်းမသမီးရဲ့တဲ့ပြန်ပြောတယ်ကျွန်တော်ပျော်မှ ဖြစ်ပါတော့မည်ပျော်လိုက်ပါတော့မည်ညီမလေးတို့ကိုကိုကိုပြောစရာရှိတယ်လာထိုင်အောင် ညီမနှစ်ယောက်ကအံ့ဩဟန့်ဖြင့်ကျွန်တော်အနာလာထိုင်သည် မင်းတို့လည်းလာနားထောင်ခြင်းထောင်ကြလေကျွန်တော်ကပြောလိုက်တော့ယောက်ဖနှစ်ယောက်လည်းအနာရောက်လာပါသည်လေးသိန်းချောင်းကိုပြောပြမလို့ပါကိုကိုခြောက်တန်းနှစ်ကပေါ့အဲ့ဒီတုန်းကကြောင်စောဆင်းလိုက်တော့ကိုကိုအင်ကိုစောစောပြန်လာတယ်အဲ့ဒီမှာအဖေနဲ့လေးသိန်းတို့အဖြစ်ကိုမြင်လိုက်ရတာပဲ ကျွန်တော်အိမ်ပြန်လာရာအိမ်ထဲမှာလေသိန်းနဲ့အဖေတို့အော်ဂျီဟစ်ကျေစကားအချီချပြောနေတဲ့ကို ကြားလိုက်ရပါသည်မလုပ်ပါနဲ့ဟဲ့မလုပ်ပါနဲ့ငါတောင်းပန်ပါတယ်မြဆောင်ရေလုပ်ပါဟာငါမနေနိုင်လို့လို့ပါဟင်ဟင်မရဘူးမရဘူးအဖေနဲ့လေသိန်းဘာဖြစ်နေကြပါလဲဟုတီချင်စိတ်ဖြင့်အိမ်အနီးကိုခတ်တူတူချင်ကပ်ခါထရန်ပေါက်မှချောင်းကြည့်လိုက်ပါသည် အဖေကလေသိန်းစီကအရဖိုးတောင်းနေခြင်းဖြစ်သည်လေသိန်းကခါကြတဲ့တွင်လိတ်ထဲထားသောပတ်စံကိုအဖေယူမှဆို၍ခါလေးကိုလိန်ကျစ်ပြီးရှောင်နေသည် အချုံကငါကောင်းကောင်းပြောနေတာနော်အဖေကစိတ်မရှိသလိုအော်လိုက်ခါလေသိန်းခါကိုတူလိုက်သည် လေသိန်းကမပေဘူးမပေဘူးအော်ရင် နောက်ဆုတ်သွားသည်အဖေအံ့အားတင်သွား၏ဟင်အချုံမှ ငါခါတူရာနေမယောင်မလားအဖေက လေသိန်းရောင်းလင်းလေသိန်းစီကပဆန်ကိုလူမြီဆိုတဲ့အကြံနဲ့လေသိန်းခါကိုတူလိုက်ခြင်းဖြစ်ပါသည်နင်ဘာလို့မယောင်တာလဲတင်သိန်းမယောင်ပါဘူးဘာလို့ယောင်ရမှာလဲနင်ခါတူရင်နင်ယောင်နေလေအေးအဲ့ဒါတကယ်ယောင်တာမဟုတ်ဘူးတမင်ယောင်ခြင်းယောင်စောင်းနေတာယောင်ခြင်းယောင်စောင်းနေဟုတ်တယ်ငါယောင်ရင်လူတွေပျော်မှန်းသိလို့တမင်ယောင်တတ်တဲ့ယောင်ဟန်ဆောင်နေတာဟဲ့ ငါယောင်မငါ့ကိုအလုတ်ပေးကြမှာအလုတ်လုတ်ခိုင်းကြမှာလေအဲ့ဒါကြောင့်မယောင်တက်ဖဲယောင်တက်ယောင်ဆောင်နေဘာဖြစ်သေးလဲငါတူတွေတူမတွေကိုထမင်းဝအောင်ကျွေးနိုင်မို့ငါအလုတ်မပြက်အောင်ယောင်တက်ချင်အောင်စောင်းနေတာသိပြီလားဟင်အချောက်မနင်းတို့တို့ညံများပါလားဟုတ်တယ်ညံများရတယ်တကယ်တော့ငါယောင်လို့တောင်မယောင်တက်ဘူးဟာ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 အဖေကယုတ်တည့်ရဲ့အော်ရေးလိုက်သည် နင်းလျောဝက်ချက်ကိုငါသိပြီဂန်ဓုမနင်းလိန်စားနေတာတွေကိုငါဖော်ထုတ်ပြလိုက်မယ်ဟာဟာဟာဒီတခါမျက်နှာပြောင်းသွားသူက လေးသိမ်းမလုတ်ပါနဲ့ဟဲ့အဲ့လိုတော့မလုတ်ပါနဲ့ဒီဟာလေးနဲ့ငါတူတွေတူမတွေကိုလှုပ်ကြွေနေရတာပါ မပြောပါနဲ့ဟဲ့လေးသိမ်းကတောင်းမှန်ရတဲ့ဘဝရောက်သွားရပါလိမ့်ပြီအေးမပြောစီချင်းငါ့ကိုအရက်ဖိုးပေးဒါပဲယော့ဟဲ့ယော့ဟဲ့မြို့ဟဲ့ဆို့ဟဲ့ မကြည်မနှက်နေပင်အဖေတောင်းသောအရဖူးကိုလေသိမ့်ပေးလိုက်ရပါပြီခနာနေတော့အဖေဒီအောင်းနိုင်သူစစ်သူကြီးပမာအိမ်내ကထွက်သွားသည်လေသိမ့်ကအပြင်ထွက်သွားသောအဖေကိုလှမ်းအော်ပြောလိုက်သည်ဒါပဲနော်ဒီအเจ้าတွေဘသူမှမသိစေနဲ့နော်ဟဲ့မြဆောင်ငါပြောတာကြားရက်လားဘသူမှပြန်မပြောနဲ့နော်အဲ့ဒါပဲညီမလေးတို့ရဲ့ဟင်ဒါဖြင့် လေသိန်းကအေးတို့ရှာကျွေးခြင်းလို့တတလုံးရောင်တက်ချင်အောင်ဆောင်ခဲ့တာပေါ့နော်ကျွန်တော်နောက်ကြောင်းပြန်စကားကိုနားထောင်ပြီးညီမလေးနှစ်ယောက်လည်းမျက်ရည်ဝိုင်းလာကြသည်ယောက်ဖားတွေလည်းမျက်နှာမကောင်းကြ ရောင်လို့တောင်မရောင်တက်ဘူးတဲ့လားလေသိန်းရင်ဖြစ်မှဖြစ်ရလေလေသိန်းရင်ညီမနှစ်ယောက်လုံးရှိုက်ကြီးတငင်ငိုနေကြပါပြီငိုကြငိုကြအားရပါရငိုလိုက်ကြညီမလေးတို့ ကိုကိုကတော့အဲ့ဒီနေကလေးကဝေါငိုခဲ့ပြီးပါပြီကွာဆရာဆောင်းလူလင်ရေးသားထားတဲ့မြစ်လက်တက်ပေမဲ့ရေစီးကကျန်းနေဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတင်ပဲပြီးဆုံးသွားခဲ့ပါပြီနားဆင်သူ စာဖတ်ပရိသတ်များကို အသိပေးချင်တာကတော့ဒီဇလန်လေးထဲမှာပါဝင်ခဲ့တဲ့စစ်တက်ကသူ ဆိုဒီမှာလွန်ခဲ့သောနှစ်ပေါင်း60ကျော်ခန့်ကကာလကိုရေဖွဲ့ခဲ့ခြင်းကြောင့် ထည့်သွင်းဖော်ပြခြင်းဖြစ်ကြောင်းအတိပေးလိုက်ပါရစေရှင်နာဆင်ပြီးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံး ကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်